မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဒီနေ့မှာတော့ဆရာကမတ်လ2025မတ်လ21ရက်နေ့ကနေလကုန်အထိအင်္ဂါသသမိမိတ်ဆွေတွေအတွက်တပတ်စာ6ရက်ဆောင်းရက်အတွက်ကံကြမ္မာဟောစတန်းကိုဆရာကတားတော်နဲ့ဟောကြားပေးมาဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသသမိမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲပြီးတော့မိတ်ဆွေအင်္ဂါသသမိတွေအားလုံးကံရဲ့အခြေအနေကိုဆရာတို့တားတော်ဆွေးနွေးပါတယ်ဒီ2025ခုနှစ်မတ်လနောက်ဆုံးအပတ်တာအတွင်းမှာဆိုအင်္ဂါသသမိမိတ်ဆွေများ မကြခင်မှာအခွင့်အလမ်းကောင်းတွေရည်ရွယ်ချက်ကောင်းတွေပေါ်ပေါက်လာတော့မယ်မိမိဖြစ်လို့သောကိစ္စမျောလင်တောင်းတသာသောကိစ္စမိမိဖြစ်ရှင်တဲ့ဆန္ဒတွေကထူးထူးကဲကဲပဲမကြခင်မှာ တေးကြတဲ့ဖြစ်ကိုဖြစ်မြောက်လာတော့မှဖြစ်တဲ့အတွက်ရီမန်းချက်တွေစိတ်ကူးတွေဟာအကောင့်ထဲပေါ်ဖို့အတွက်အခွင့်အလမ်းကောင်းနေဖြစ်တယ်။ငကိုကမိမိအနေနဲ့ဒါကြီးကိုလှုပ်ရှင်တဲ့ကိစ္စမျိုးကိုဥမာယာထူးတိုးဖို့အလုံးအရာကိုလုပ်ငန်းခိုင်ခန်းနဲ့ပတ်သက်လူပိုတန်းဖို့အစရှိတဲ့ကောင်းခြင်းအပြားပြားကံကောင်းမှုတွေဟာမကြခင်မှာရရှိလာတော့မယ်ဆိုတဲ့ကံမျိုးဖြစ်နေပါတယ်ခင်ဗျာ။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အခွင့်အလမ်းကောင်းတွေကိုမကြခင်ပြေရောကလာတော့မှဖြစ်တဲ့အတွက်စိတ်ရှည်တည်ခံပြီးစောင့်ဆိုင်ပေးဖို့လိုအပ်ပါတယ်။ကြမ်းပါ යි ။ ကျမရင်းနဲ့ပတ်သက်လာရင်တော့ဘာမှဆူဆူဝါးဝါးမရှိပါဘူးအဲအသွေးသားနဲ့ပတ်သက်တာလေးတွေအည်ပြားရားနာနဲ့ပတ်သက်တာလေးတွေတော့အနည်းငယ်အဲ ဖြစ်ရတတ်တာမျိုးလေးကြုံရတတ်တယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့သွေးတိုးသွေးတက်ရှိတဲ့သူတွေအဲဆွမ်းနာလို့ပေါ့အမျိုးသမီးတွေဆိုရင်အမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်တဲ့အရာလေးတွေမှာအဲတတိထားစင်ကြင်ရလိုအပ်ပါတယ်သို့တော့ဆွဆူဝါဝါမရှိပါဘူးအကယ်၍ဒီကြမှာဆွဆူဝါဝါရှိလာပြီဆိုရင်မကောင်းတဲ့အတိုက်ခိုက်အတက်ပညာတွေကြောင့်ပညာရက်တွေကြောင့်ပြုစားနှောက်ချက်တိုက်ခိုက်ခြင်းကသာမိတ်ဆွေကိုဆွဆူဝါဝါဖြစ်စေနိုင်တဲ့အတွက်တော့အဲဒါမှမရှိရင်ဘာမှဆွဆူဝါဝါမရှိနိုင်ဘူးပေါ့ထို့ပြင်မိတ်ဆွေတို့အလောက်က အလုတ်ကိုင်းနဲ့ပတ်သက်ရင်စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်တို့အပြင်စံစီစီစားစားသောက်ကုန်နဲ့ပတ်သက်တာတွေဟဲ့ဟိုစရလိုကစတင်လှုပ်ဆောင်လို့ရတဲ့အလုပ်တွေအကျိုးပေးပြီးတဲ့အခါအစုရှယ်ယာနဲ့ပတ်သက်တာမျိုးတွေညီအကိုမောင်နှမဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်ထူးထူးခြားခြားပဲအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလဖြစ်တယ်နဂိုကလုပ်ငန်းကိန်းကနဲ့ပတ်သက်လို့အလုပ်တွေနဲ့ပတ်သက်ရင်တိုးချဲ့လှုပ်ဆောင်လို့တဲ့မိတ်ဆွေများအတိတ်တိုးချဲ့လှုပ်ဆောင်လို့ကောင်းပါတယ်။ထို့အပြင် ပေါင်းစုစုဝေးလုပ်တဲ့အလုပ်တွေအဆူရှယ်ယာနဲ့ပတ်သက်တာတွေမိဂုံမောင်နှမတွေနဲ့တိုင်မနှီးနှောပြီးလှုပ်ဆောင်ရတဲ့အလုပ်တွေမှာတိကျတဲ့အင်မတန်ကိုအားသာကောင်းမှုပြီးတော့လက်တွေ့ကြကြအကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိတတ်သောအပတ်တာအပိုင်ချာကာလဖြစ်တဲ့အတွက်လုပ်ငန်းကိုင်ငန်းအလုပ်ကိစ္စမှန်သမျှကိုကိစ္စဝဝကိုပြီးပြတ်အောင်မိမိစိတ်ထဲမှာထင်တဲ့အရာတွေအတွေးခေါ်တွေအဲလုပ်ငန်းနဲ့ပတ်သက်လို့ငါကအခက်အခဲအကြံအကြာကြုံနေတော့ကိုယ့်အကူခေါင်းအေးအေးလေးထားပြီးတွေးကြည့်ကြည့်လိုက်ပါ ငါဘာတွေလိုအပ်နေတာလဲ။ဩငါဒီနားမှာတော့ဒီစရင်လေးတော့ဆိုတာမျိုးကွတ္တီဧကဒိဋ္ဌာကိုမလွဲဘဲနဲ့စိတ်စေလို့ရမှာအောင်မြင်နိုင်တဲ့ကာလဖြစ်တဲ့အတွက်အင်္ဂါသာသမိတ်ဆွေတွေနဲ့အလုံးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ရှေ့တူဆောင်ရလှုပ်ဆောင်ရအာသာချင်းကောင်းမှုချင်းတွေတိုးတက်နိုင်ပါလေခင်ဗျာ။ရာထူးလုပ်ငန်းကိုင်ကနဲ့ပတ်သက်ရင်တော့ နည်းနည်းလေးပြောရဆိုရတာခတ်နေတာမျိုးကြန့်ကြာနေတာမျိုးလေးတွေဂျုံမတ်တတ်တယ်။ရာထူးတူလုပ်ငန်းတူတွေရဲ့အပြိုင်ဆိုင်လေးတွေကြောင်တော့နည်းနည်းလေးဟိုစိတ်ခဏခဏဖိအားတတ်သောကာလဖြစ်တယ်။အထူးသဖြင့်ဒီအဖက်တာတော်တွေမှာစကားအများကြီးပြောတတ်တဲ့အင်္ကာတွေအနေနဲ့စိတ်ချုပ်စရာစိတ်ပင်ပန်းစရာလေးတွေဂျုံတဲ့အခါမှာဖြစ်နိုင်ရင်စိတ်စိတ်နေပြီးတော့ပဲငဘူကလည်းစိတ်စိတ်နေတတ်တယ်။သို့သော်စိတ်စိတ်နေပြီးတော့ပဲအမှန်တရားကိုစောင့်သမ်းပြီးဖြေရှင်းလိုက်ပါဆုံးဖြတ်ချက်တွေလက်တလုံးဆုံးဖြတ်ချက်တွေမိမိအနေနဲ့ ဟိုဆွနာလူပေါ့ဟိုဝုံတိုင်းဒေါသနဲ့ပောက်ကွဲဆုံးဖြတ်ရမယ်လို့ဆိုဆိုလုပ်ငန်းတွေနဲ့ပတ်သက်လာရင်တတိထားစင်ရင်ရတော့လိုအပ်တော့အပတ်တာဖြစ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့လက်လွန်ထားတဲ့ငွေကြီးတွေပြန်လဲရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြီးတွေနဲ့ပတ်သက်ရင်ပြန်လဲတောင်းလို့ရတော့ကာလဖြစ်တယ်အထူးသဖြင့်အမွေကိစ္စတွေရရှိတတ်တယ်အထူးအပြင်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာမထင်မှတ်ဘဲနဲ့ငွေကိစ္စတွေရရှိတာမျိုးလုံငန်းရင်းငန်းရရှိတာမျိုးကြုံရတတ်တယ်လို့ စက်ပစ္စည်းရင်ထဲပတ်သက်ပြီးတော့အဲဝင်လာတာမျိုးလေးတွေအတိရရှိတာမျိုးလေးကြုံရတက်တယ်လို့ငကိုကတစ်ချိန်တစ်ခါကကိုကျေးဇူးပြုပဲဘူးတော့ပုံကိုယ်တွေသို့မဟုတ်ရင်ငကိုကကိုကမထင်မဖိနဲ့ကူညီပဲဘူးတဲ့ပုံကိုယ်တွေနဲ့ပြန်လဲစုံစည်းပြီးတော့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်ကတက်တော့အပတ္တအပိုင်းခြားကာလဖြစ်တဲ့အရှိလူငယ်တွေအနေနဲ့အရှိရေးမှဆိုလက်ရှိကာလမှာအဲ ။သမီးသားများအနေနဲ့တော့အိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်ဆိုရင်တော့ဖြစ်နိုင်လို့ရှိရင်လက်ရှိမှာတိုင်ပင်ရန်စိတ်ဆက်ရန်အတွက်တော့အားနည်းစေသောကာလဖြစ်တယ်။အဆက်အသွယ်ပြတ်နေသူများဟိုကတော့ပြန်လည်ဆက်သွယ်ရရှိတတ်တယ်။အရှိရင်နဲ့ပတ်သက်လာတဲ့အခါမိမိချစ်သောမြန်လို့သောသူနဲ့ပြန်လည်ဆုံစည်းရတာမျိုးသို့မဟုတ်ရင်အတိတ်ကရည်စားဟောင်းချစ်သူဟောင်းသမီးသားအဟောင်းနေနဲ့မိမိအရန်ချစ်သောခရကကိုကိုမျက်လာပေးတာမျိုးတွေကြောင့်ကြီးစားတဲ့ချစ်သူတတ်တဲ့ရရှိတတ်တာမျိုးတွေကြောင့်အတတ်တဲ့တဦးနဲ့တို့တယောက်နဲ့တယောက် သမီးကြီးသားများအနေနဲ့ဆိုရင်တော့အိမ်အောင်ပြုရန်တိုင်ပင်ခါမှမိမိရဲ့ဟုတ်လားဟိုဆွမ်းနာလိုမိသားစုဝင်သို့မဟုတ်သူ့ရဲ့မိသားစုဝင်နေတဲ့တဟဇာတာမတက်တာမျိုးတွေကြောင့်သမီးကြီးသားကြီးနဲ့ပတ်သက်လာတဲ့အခါလူကြီးမိဘတွေနဲ့တွေ့ပြရန်တော့တိုင်ပင်ရန်အတွက်တော့မကောင်းဘူး။ကျန်တာကတော့အဆက်အသွယ်ပြန်နေရင်ပြန်လဲအဆက်အသွယ်ရရှိတာမျိုးလေးတွေဂျုံကတက်တော့အပတ်တာဖြစ်တယ်။အိမ်အောင်ကြီးအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့ခုတ်ရတခြားခြားရတခြားဖြစ်နေတတ်တယ်။အဲ အထူးသဖြင့်အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာဝေးကွာနေသောကွဲနေသောသူများသို့မဟုတ်တဦးနဲ့တူတယောက်နဲ့တယောက်အเจ้าညာမျိုးစုံနဲ့ခွဲနေတဲ့မိတ်ဆွေများအဖို့ကတော့ကံကောင်းပါတယ်ဘာမှစိုးရိမ်စရာမရှိဘူးသို့တော့အတူရှိနေတဲ့မိတ်ဆွေများအဖို့ကတော့မထင်မှတ်ဘဲနဲ့ခွဲခွာရတာမျိုးလေးတွေမထင်မှတ်ဘဲနဲ့ ဟိုစွန့်လာလို့ပေါ့ဟိုခยีဝေးသွားတာမျိုးယာရုပြောင်းလို့နေရာထိုင်ခင်းပြောင်းလို့ဒါမျိုးလေးတွေကြောင်းတော့မိမိအိမ်နောက်ဘက်နဲ့ပတ်သက်ရင်အဲစွန့်လာလို့ပေါ့ကြံမာရေးမကောင်းလို့အဆရှိတာမျိုးလေးနဲ့ပတ်သက်ပြီးတော့အိမ်နောက်ရင်းနဲ့ပတ်သက်လာရင်ခိတခဏခွဲခွာရတာမျိုးလေးတွေကြုံရတတ်တယ်လို့ အဲဒီလိုမှမကြုံပါဘူးဆိုရင်လည်းမိတ်ဆွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမိမိအိမ်တော်ဘက်ရဲ့စိတ်တော့ကအနှဲငယ်ပေးမှုလေးတွေကြောင့်ဖြစ်စီတာသမီကိစ္စလေးတွေနဲ့ပတ်သက်ပြီးမိမိအိမ်တော်ဘက်နဲ့ညှိနှိုင်းမရတာမျိုးလေးတွေနားလည်းမပြီးနိုင်တာမျိုးလေးတွေကြောင့်တော့အိမ်တော်ဘက်အပေါ်မှာစိတ်အလိုမကျစိတ်ထင်ငေါ်မှုလေးတွေစိတ်တိုင်းမကျစီတော့အချက်လေးတွေတွေ့ရပါတယ် ို့တော့ဘာမှတော့စိုးရိမ်စရာမလိုဘူးအဲမိတ်ဆွေတို့အနေနဲ့ဒါလေးကိုတော့စိုးရိမ်စရာမလိုဘူးဆိုပြီးမှမိတ်ဆွေတို့အနေနဲ့မတိုင်မင်လိုလက်တချို့ကိစ္စတွေကမရတဲ့အတွက်တော့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်အချိန်နေတဲ့အချိန်ခါနဲ့အခွင့်အလမ်းကောင်းကိုကြည့်ပြောဖို့တော့လိုအပ်ကြောင်းထပ်လောင်းမှကြားလိုက်ပါရစေပညာရေးပညာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးမိတ်ဆွေတွေလျှက်ရှိမှနည်းနည်းလေးတတိထားရန်လိုအပ်ပါတယ်မချမ်းမှနဲ့မလောပါနဲ့ ရရင်လောရင်အဲမိမိနေနဲ့ဟိုနံပါတ်1တအတမှားတာမျိုးတွေမဖြစ်စေနဲ့ပညာရေးနဲ့ပတ်သက်လာရင်အခက်ရွေးမှာမိတ်ဆွေနေနဲ့ပညာရေးနဲ့ပတ်သက်လာပြီးတဲ့အခါကံစတာအားကောင်းစီရန်တို့ကတိုးတက်ဇီရန်တို့ဆိုလို့ရှိရင်တော့ခင်ဗျာနော်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ဟာလာမိမိစောင့်မှုပဲမဖြစ်ခင်မှာမိမိအိမ်အတွင်းမိမိအဆောင်အတွင်းကအပေါက်ကိုပေါ့နော်တခြားလေးလက်ကြည့်ပြီးတော့နောက်ပြန်သုံးလန်းတီတီဆုပ်ပြီးတော့အချံပေါက်ကိုနောက်ပြန်သုံးလန်းတီတီဆုပ်ပြီးတော့เนาะအញ្ញမ်းမှန်သမျှပျောက်စီအောင် ဟုတ်လားအញ្ញမ်းမှန်သမျှပျောက်စီအောင်အောင်မီဆိုရဲကြွကြော်နော်ဟိုဆူတောင်းပြီးတော့ကောင်းတဲ့သဘောလေးနဲ့အញ្ញမ်းမှန်သမျှကင်းစီအញ្ញမ်းမှန်သမျှပျောက်စီသို့မဟုတ်အញ្ញမ်းလေးဟာကင်းပြီးတော့အောင်မီဆိုတဲ့အထိပ္ပယ်လေးကိုဆောင်းပြီးတော့မိတ်ဆွေတို့ရဲ့ပညာရေးကိစ္စလုပ်ငန်းကိစ္စဂျာရူးထိုင်ငန်းနေရာထံကရာကိစ္စတွေကိုဆောင်ပြဆုံးရွက်ရင်တော့အင်္ဂါသားမိတ်ဆွေများအဖို့တိတိတသာကံအញ្ញမ်းကနေအကောင်းကိုပူပြောင်းလာမှအသေးချာပဲဖြစ်တယ်ခင်ဗျာဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော့တွေ့မှာဆိုရင် ီဘက်တာတော့ဒီမှာဆိုရင်လုပ်ငန်းကိုင်ကအလုံးနဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေအပေါင်းအသင်းအဟောင်းတွေနဲ့ပတ်သက်ပြီးတော့ပြန်လည်စုံစည်းရတတ်တယ်မိတ်ဆွေအသက်တွေနဲ့ပတ်သက်လာရင်တော့အရာရာကိုတတိထားဆင်ခြင်ရလိုအပ်တယ်ဆွေမျိုးသားချင်းကိစ္စစက်ပစ္စည်းကိစ္စစားတော့ကုန်ကိစ္စစတင်လှုပ်ဆောင်လို့တဲ့ကိစ္စတွေအစု၁၀ရာလုပ်ငန်းတွေနဲ့ပတ်သက်လာရင်ခြေထိုးဆောင်ရလှုပ်ဆောင်မှာ အကျိုးပေးပါတယ်အလောင်းကစားနဲ့ပတ်သက်လာရင်တော့ကျွေတလဲချက်တကုံဖြစ်လာတာမျိုးနော်ဟုတ်လားဟိုရေလိုင်းတစ်ခွေပဲ50 50ပဲအလောင်းကစားနဲ့ပတ်သက်တာမျိုးအပျော်ပါနဲ့ပတ်သက်လာတဲ့အခါတယောက်နဲ့တယောက်တူနဲ့တူနော်နိုင်ပြင်းမြင့်တုံဖြစ်တတ်တယ်ဒီလိုရှင်နေမျိုးကိုကြုံလို့ရှင်အရန်ကြီးတတိထားဖို့လိုအပ်တာပေါ့ဆိုလိုတော့ကပုံကနေယုံကနေလှုပ်ရမယ့်အလုပ်တွေအလောင်းကစားနဲ့ပတ်သက်ငွေကိုဖြက်လန်းနည်းနဲ့လိုက်တာမျိုးတွေပြရအင်မတန်ကိုအားနည်းစီတော့အပတ်တာပိုင်းခြားကာလဖြစ်ပါတယ်မိမိရည်ရွယ်ထားသောမျှော်လင့်ထားသောရည်မှန်းချက်တွေပြေဝလာမယ့်ကံမျိုးဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်မိစေတို့အနေနဲ့မိမိရဲ့ပါဝင်ခြင်းမှာမိမိကိုတပုတ်လေးလွင်ပြောတာမျိုးလူမျိုးရေးကိစ္စအဖျက်လေးတွေကြုံရတတ်တဲ့အတွက်လုပ်ငန်းရာသူနဲ့ပတ်သက်ရင်သတိထားစင်ကြရတော့လူအကြောင်းထက်လောက်ပြောလိုက်ပါရစေခင်ဗျာငွေကြေးနဲ့ပတ်သက်လာရင်မတင်မဖဲနဲ့မိမိရဲ့ဟိုအိမ်တော်ဘက်ကနေဖြစ်စေမိမိရဲ့အမွေကိစ္စကနေဖြစ်စေဝင်ဝေဝင်လာတတ်တယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ဒီကြတဲ့ဘလောက်ပဲအခက်အခဲရှိရှိပြန်လဲပြီးတော့အဆင်ပြေလာတာမျိုးတွေဖြစ်ရတတ်တယ်လို့လက်လွန်ထားသောငွေကြေးတွေပြန်လဲရရှိတတ်တယ် ။တမီးစားမြအနေနဲ့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အိမ်ထောင်ပြည်ရန်စိစက်တိုင်းမင်တာမျိုးလေးတွေညံ့တယ်။လူငယ်များတော့မိမိတို့ချစ်သောမျက်နှာသောခရက်တရားပြန်လဲပြီးတော့အရှိရေးမှာမေတ္တာရေးမှာပြန်လဲပြီးတော့ကိုယ့်ဘောစိတ်နဲ့လာတတ်တယ်။အဲ တို့အပြင်မိတ်ဆွေတို့နဲ့နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့မိမိကစိတ်လျှော့လိုက်ကာမှမသွားတော့ဘူးလို့ထင်တဲ့အရာတွေမှာစိတ်လျှော့လိုက်ကာမှမထင်မှဖဲနဲ့အသက်ပြန်ဝင်ပြီးတော့သွားရတာမျိုးတွေဖြစ်ရတတ်တယ်အရင်ကြီးစိတ်ဆန္ဒပြင်းပြနေတဲ့အလုပ်တွေဆိုရင်လည်းတခုမဟုတ်တခုကြံ့ကြာတတ်တဲ့အတွက်တော့တတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်အရင်ကြီးမျှော်လင့်မထားဖို့လည်းလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေသို့တော့စိတ်လျှော့လိုက်ကာမှရရှိလာတတ်တဲ့ကံလေးတွေလည်းတွေ့ရပါတယ် ဒီအပတ်တာတော့ဒီမှာဆိုရင်အင်္ဂါသမီးမိတ်ဆွေတွေနေနဲ့အကျိုးပေးသောအရာအနေနဲ့ဆိုရင်အနီရောင်ခဲရောင်ကြက်သွေးရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်တတိထားဆင်ရမယ့်အရာကတော့အစိမ်းရောင်ဖြစ်ပါတယ်အကျိုးပေးသောခဏအခရာတွေနေနဲ့တစ်ကနန်းချစ်ကနန်းသုံးကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့တတိထားဆင်ရမယ့်ကနန်းကတော့ 0ကဏ္ဍ10ပြည်ရာပြည်ထောင်ပြည်ကဏ္ဍတွေကိုတတိထားဆင်ခြင်ပေးပါအရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာဒီရက်လအတွင်းမှာ28ရက်နဲ့28ရက်နှစ်ရက်ကိုတော့တတိထားဆင်ခြင်ဆောင်ရွက်ရန်လိုအပ်ပါတယ်မိတ်ဆွေတို့ရဲ့ကံကိုညံ့တတ်တယ်ကောင်းပြီအဆက်ဆက်ရရအစဉ်ပြေစီရန်လိုရာမှုပြုမှုဆောင်ရွက်တိုင်းမှာမြတ်စွာဘုရားမှာအောင်တပြေကိုးခတ်လူပြီးလိုရာကိုဆူတောင်းရင်အောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့အင်္ဂါသာသမီးမိတ်ဆွေတွေအားလုံးမတ်လနောက်ဆုံးပတ်တွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်ကြပါစေဆရာငယ်ပါ ကြမိတ်ဆွေတွေအားလုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ